မန္တလေးမြို့တွင်ဧပြီလ15ရက်နေ့တကြံအကြက်နေ့ညနေ9:00နာရီခန့်မှစတင်ပြီးမိုးတက်လေပြင်းများကြောက်ကမိုးသီးထန်စွာရွာသွန်းခဲ့ပြီးည10:00နာရီ10မိနစ်အချိန်ခန့်များကချဲရီတောင်ဆန်မြို့နယ်88လမ်း31 32ချာအကွက်259ပဲဝင်းရဲမှာတုံးတက်ခွဲတိုက်ထပ်မံပြိုကျခဲ့ကြောင်းသိရပါသည် ်အဆိုပါတိုက်ပျော်ကြမှုဖြစ်စဉ်မှာလူသူထိခိုက်မှုမရှိခဲ့ကြောင်းသိရပါတယ်ခြံဝန်းထဲမှာပြောကြတာငလင်တန်းခံထားရတဲ့တိုက်လို့ထင်နေညနေကမိုးများရွာထားတော့အခုညပိုင်းပြောကြခဲ့တာပါလူထိခိုက်မှုတော့မရှိပါဘူးလို့အဆိုပါလမ်းမှာနေထိုင်သူတူကပြောကြပါတယ်ပထမတလုံးပြိုချမှုမှာ26လမ်းလမ်း80လမ်း81လမ်းကြားရှိ3တက်တိုက်တလုံးပြိုချခဲ့ခြင်းဖြစ်ပါသည် ဒါအပြင်မန္တလေးမြို့မှာတကြံကျိုးနေ့ဧပြီလ7ရက်နေ့နနက်8:54မိနစ်မှာလှုပ်ခတ်ခဲ့တဲ့နောက်ဆက်တွဲငလင်ခနငလင်တန်းကြောင်အောင်မီတာဆန်မြို့နေ့ရှစ်လန်89 88လမ်းကြားရှိ လူနေအိမ်အဆောင်တစ်လုံးပြိုကျပျက်စီးခဲ့ပြီးတဲ့နောက်မွန်လဲတနအီကျော်ဝင်းကျင်မှာ26လမ်း96 98လမ်းကြားရှိဈေးကုမ္ပဏီတစ်ခုရဲ့အထက်မြေအစားအုပ်တစ်ခုကျွန်ကျပျက်စီးခဲ့ပါတယ်။ မိုးကြိုကာလအဖြစ်မန္တလေးမှာဧပြီလ15ရက်တကြံအကြံနေ့ညနေ9နာရီချိန်ခန်းမှာစတင်ပြီးမိုးတက်လေပြင်းများကြောက်ရောက်ကမိုးသီးထန်စွာရွာသွန်းနေခဲ့ခြင်းဖြစ်ပြီးမန္တလေးမြို့မှာသတိပေးနှိုးဆော်ချက် ပြုလုပ်နေပြီးမန္တလေးမြို့နယ်များအတွင်းလေမိုးများတိုက်ခတ်နေတာကြောင့်ယူဆိုင်ကြရနေမိမိပတ်ဝန်းကျင်မှာမိပေးတဘာဝပေးများကြောက်လာပါကအောက်ပါဖုန်းနံပါတ်များအားဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းသိရပါသည်အဆိုပါဖုန်းနံပါတ်များမှာအရေးပေါ်တယ်လီဖုန်း1910 ဗဟိုမီတန်3926396390ခရိုင်မီတန်3926393939အောင်မြေသာဆန်မျိုးနယ်မီတန်3926396939မဟာအောင်မြေမျိုးနယ်မီတန်3926396369 ချမ်းမြသာစီမျိုးနယ်မိသက်39231139890ပြည်ကြီးတကုံမျိုးနယ်မိသက်39251564ပဋိကြီးမျိုးနယ်မိသက်39258956အမရပူရမျိုးနယ်မိသက်39403903စတဲ့နံပါတ်များဖြစ်ကြောင်းသိရပါတယ်